ကင်းကျော်ကင်းကျော်လို့ဖြစ်သွားအဲ့ဒီကနေဆိုကင်းကျော်ဆိုပြီးပေါ်ပေါက်လာအလုံးမဲမင်္ဂလာပါဘလော့ပိုင်းကျွမ်းဝါ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဟင်းလေးကတော့စေးတက်ကတူနှစ်ကန်တင်းရဲ့နာမည်အကြီးဆုံးအစားအစာဖြစ်တဲ့ကင်းကျော်ပါစေးနှစ်ကျောင်းသားတိုင်းစားတဲ့ကင်းကျော်ကဘယ်လိုလဲဆိုတာဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်ပေးကြပါအောင်နော်ကင်းကြီးကျော်လုပ်ဖို့အတွက်ကထမင်းအဓိကလိုပါတယ် ဒါကြောင့်အရင်ဆုံးခမီးကိုတည်ထားပါမယ်ခင်ဗျာခမီးကိုတည်ပြီးပြီဆိုရင်တော့စိတ်အေးရပါပြီကျန်တာ gas ဘီးပုံနဲ့ဆက်ချက်လို့အဆင်ပြေပါတယ်အခုအသားနှက်ဖို့အတွက်ဝက်ကြိတ်သား 300g အသုံးပြုပါမယ်ရသားနှက်ဖို့အတွက်စားနှစ်စွန်းထည့်ပါမယ်ကြက်သွန်ပြူအမုတ်ထည့်ပါမယ်မရှိရင်တော့ကြက်သွန်ပြူကိုညံ့အောင်ထောင်းပြီးတော့ထည့်လို့ရပါတယ်ဂျင်းမုတ်ထည့်ပါမယ်ဂျင်းမုတ်မရှိရင်ဂျင်းကိုထောင်းပြီးတော့အရင်ညှစ်ထည့်လို့ရပါတယ်ငရုတ်ကောင်းမုတ်အနည်းငယ်ထည့်ပါမယ် စီမွေးထမင်းစားစွန်တစွန်းစာထည့်ပါမယ်။ဘဲငံပြားရဲ့အကြီးထမင်းစားစွန်တစွန်းစာထည့်ပါမယ်။ဘဲငံပြားရဲ့အနောက်ထမင်းစားစွန်တစွန်းစာထည့်ပါမယ်။အသားလုံးကျော်ညိုနေတော့မကြိုက်နော်ဘဲငံပြားရိုးရှော့ထည့်ပါခင်ဗျာ။ပြောင်းချုံရောထမင်းစားစွန်နဲ့နှစ်စွန်းထည့်ပါမယ်။ပြောင်းချုံမရှိရင်ရိုးရိုးချုံသုံးနိုင်ပါတယ်။ပြီးရင်တော့တေချာတမတော့နေလိုက်ပြီးတော့အသားတွေကိုအရသာဝင်အောင်နှာရီဝက်ခန့်အရသာနှက်ထားပါမယ်။ ရတာနှက်ထားတော့မှာပဲကစုံရဲ့ကြော်ဖို့ပြင်ပါမယ်ပထမဆုံးပဲပြကိုရည်စီးပြီးတော့စားရည်စိန်ထားပါမယ်စားရည်စိန်နဲ့ရည်ပဲချက်ကတော့ formalin ကြောက်လို့စိန်တာဖြစ်တဲ့အတွက်ကိုယ်ဝယ်တဲ့ပဲပြစိတ်ချလက်ချစားလို့ရတယ်ဆိုရင်မစိန်လည်းအဆင်ပြေပါတယ်ခင်ဗျာစားရည်ကိုတော့ခံမှန်း15မိနစ်လောက်စိန်ပါမယ်စားရည်စိန်ထားတော့မှာပဲကစုံရွက်ခြွေပါမယ်ကစုံရွက်ကတော့နှစ်စီးသုံးပါမယ်ဒီကင်းကြီးကြော်ကသမင်းရော အသားရောအရွက်ကောတပွဲထဲမှာအစုံပါတဲ့ပြီးဈေးကလည်းအရင်သက်တာတော့မဟုတ်လို့ကျောင်းသားဘုရား budget ချွေတာတော့ခဏခဏစားပြစ်တဲ့အစားအစာတစ်ခုဆိုလည်းမမှားပါဘူးဈေးနှစ်ကျောင်းသားဆိုရင်တော့ဒီကင်းကြီးကြောကောင်းကောင်းကြီးသိကြပါလေကစွန်ရွယ်ချွေပြီးသွားရင်တော့ရည်စေးပါမယ်ရည်စေးပြီးရင်တော့စားရည်နဲ့ခဏစိတ်ပါမယ်ဒါကလေပိုးသက်စေးအန်ဒီအကင်းအောင်စိတ်တာပါကစုံမင်းနေပေါ်တဲ့စေးတက်ကတူနှစ်ចောင်းကန်တင်းရဲ့ပရီမီယာဆိုတဲ့ဆိုင်ရနေစခဲ့တဲ့ကင်းကြီးကျော်

ပြီးရင်တော့ကစုံရွက်ထဲထည့်ကျော်ဖို့အတွက်ပေးပြအောင်အတုံးသေးသေးလေးတွေလီထားပါမယ်။မယုတ်သီးစိမ်း၃နောက်လောက်ကိုလည်းရေဆေးအညာချွေပြီးတော့လီထားပါမယ်။ကျက်သွန်ပြူတအူးလောက်ကို အခွန်ခွာပြီးတော့မညက်တညက်ထောင်းထားပါမယ်။ကော်မုတ်ထမင်းစားစွန်းနှစ်စွန်းကိုလည်းရေအနည်းငယ်နဲ့ဖြောထားပါမယ်။ကစုံရွက်ကျော်အတွက်လူရာရေးပြင်ဆင်ပြီးပြီးအသားနှက်ထားတာလည်းရပြီဖြစ်တဲ့အတွက် ကစွန်ရွယ်ရေးစေးထားတော့မှာအသားလုံးကျော်စကြောထားပါမယ်။ဒေဟိုးတဲကိုစီထဲပြီးတော့အပူပေးလိုက်ပါမယ်။စီဆူအောင်စောင့်နေတဲ့အသားလုံးလေးတွေကိုရားတလောက်လုံးထားပါမယ်။စီဆူလာပြီဆိုရင်တော့လုံးထားတဲ့အသားလုံးလေးတွေကိုထည့်ပြီးတော့ကြောပါမယ်။သားလုံးကြော်တဲ့အခါမှာ VAA နဲ့စိတ်ရှိရှိကြော်ပေးရပါမယ်။ တစ်ဖက်ထေချာကျက်သွားပြီဆိုမှနောက်တစ်ဖက်အုပ်လှမ်းပါမယ်စီထဲမှာခံမန်းတစ်ဖက်ကို2မိနစ်3မိနစ်လောက်ကြော်ပြီးရင်တော့ကြက်ပါပြီ။ပြီးရင်တော့အသားလုံးလေးတွေကိုဆယ်ထားလိုက်ပါမယ်။ သားလုံးရပြီဆိုတော့ကစွန်ရွက်ဆက်ကြော်ပါမယ်ကစွန်ရွက်ကြော်ဖို့ပိုးတဲ့ကိုစီထည့်ပါမယ်စီဆူလာပြီဆိုရင်ကြက်သွမြူထောင်းထားထည့်ပါမယ်ငရုတ်ဒီစိမ့်ထည့်ပါမယ်နေငယ်မှုလိုက်ပြီးရင်တော့စားတစွန်ထည့်ပါမယ်စီတက်တုံးမှာစားထည့်တာကလည်းကစွန်ရွက်ကြော်တဲ့အခါမှာစိမ့်နေသေးတဲ့ရှို့ဝက်ချက်တွေကတခုဖြစ်ပါတယ်အခုလိုကြက်သွလေးကျွတ်လာပြီဆိုရင်တော့ကစွန်ရွက်ကိုထည့်ပြီးတော့ကြော်ပါမယ် ရတာအတွက်ကဟင်းရွက်မုံနှစ်စွန်းထည့်ပါမယ်။ရတာနဲ့အောင်မှုလိုက်ပြီးရင်တော့ပေးပြားလှီထားတာထည့်ပါမယ်။ရတာအပေါ်ငယ်မြည်ကြည့်တာလိုတဲ့အတွက်စားနှစ်စွန်းလောက်ထည့်ထည့်ပါတယ်။ကိုကစွန်ရလေးတွေနွမ်းစပြုတ်လာပြီဖြစ်တဲ့အတွက် ကော်ရီထည့်ပါမယ်။ ကိုအီရကျူဖြော်ထားဖြစ်တဲ့အတွက်မထည့်ခင်မှာနင်းငယ်ပြန်မှွေပေးပါမယ်။ပြီးရင်တော့ကစုံရဘောကိုကိုအီလောင်းပေးပြီးတရားသမအောင်မှွေပြီးတော့ကြောလိုက်ရင်တော့စုံရကြောရပြီဖြစ်ပါတယ်။အခုကစုံရကြောရပြီဆိုတော့ခမင်းခူးပါမယ်။ပြီးကြော်ထားတဲ့ကစုံရဲ့ကြော်လေးကိုထမင်းပေါ်တင်ပေးလိုက်ပါမယ်။ ပြီးတော့ဝတ်သားလုံးကျော်ထည့်ပါမယ်ခုဆိုရင်တော့အရသာရှိတဲ့ကင်းကြီးကျော်ကိုရပြီပဲဖြစ်ပါတယ်အမှန်တော့ကင်းကြီးကျော်ဆိုတာကစွန်းထမင်းပေါက်ပါဒါပေမဲ့ကင်းကြီးကျော်ဖြစ်သွားတဲ့ရာဇဝင်လေးရတီလို့ပါကျွန်တော်တဆင့်ပြန်ပြောတာထက်ပရီမီယာဆိုင်ပိုင်ရှင်ကိုကြီးပြောတာကပုံနာထောင်လို့ကောင်းတဲ့အတွက်ကိုကြီးပြောတာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကင်းကင်းကျော်ကတော့နည်းနည်းရာဇဝင်ရှေ့တာပေါ့နော်။ဟောဒီစေချောင်းထဲမှာကြောင်းတက်သွားတဲ့ကလေးတွေထင်ပါလား။ဟိုမင်းကလေးဆိုကွင်းရွေးတယ်ယောက်ျားလေးဆိုကင်းရွေးတယ်ပေါ့ဗျာ အဲ့ဒီကင်းဆိုတဲ့ကောင်နည်းနည်းခက်ရွရွခဏနောက်အဲ့သူကအဲ့လိုမျိုးဟာဆိုင်ကိုလိုင်းလိုင်းနဲ့ဟိုနည်းနည်း budget ထိခိုက်လာတဲ့အခါကျတော့ဒီဟာဘာစားရမလဲဆိုပြီးသူဆိုင်နောက်ဖေးထိဝင်ပြီးတော့ရှာကြံစားတော့ဗျာစားတဲ့အခါကျတော့အဲ့လိုမျိုးကစွန်ပလင်းကိုထမင်းပေါ်မှာအုပ်ပြီးစားတာအဲ့လိုစားစားနေသူအသားလေးပါထည့်ရင်ကောင်းမယ်ဆိုပြီးအသားလုံးလေးတွေကိုအဲ့ဒီပေါ်မှာထည့်ထည့်နေပြီးတော့အဲ့လိုစားတဲ့အခါကျဈေးကတက်တာလေအဲ့ဒီတော့ထောင်ဝင်းကျင်လောက်ပဲရှိတယ်အဲ့ဒီတော့အဲ့ဆိုအကြောင်းသားတိုင်းလူတိုင်းစားနိုင်တာပေါ့နော် အဲ့ခါကျတော့သူကနောက်ပိုင်းသူစားတာကိုမြင်ပြီးတော့ချကလေးတွေကအဲ့အရသာကိုကြိုက်လာကြကြိုက်လာတဲ့ခါကျကိန်းကြီးစားတယ်လို့မျိုးကြိုပေးပါကိန်းကြီးစားတယ်လို့မျိုးကြိုပေးပါနဲ့အဲ့လိုပြောင်းပြောင်းနဲ့နောက်ဆုံးစားတယ်လို့မျိုးဆိုတာပျောက်သွားတယ်ဗျာပြောက်ပြီးတဲ့ခါကျတော့ကိန်းကြီးကျော်ကိန်းကြီးကျော်လို့ဖြစ်သွားအဲ့ဒီကနေကိန်းကြီးကျော်ဆိုပြီးပေါ်ပေါက်လာကဲအခုဆိုရင်တော့ဆင်းနှစ်ရဲ့ signature တွေကတခုဖြစ်တယ်ကိန်းကြီးကျော်ဘလို့ဖြစ်လာလဲဆိုတာနဲ့ဘလို့အစားအစာလဲဆိုတာကိုသိကြပြီထင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye